ငွေဆောင်ကန်းချိန်မှာရှိတဲ့အရန်လှတဲ့မြင်ကွင်းလေးတွေကိုရိုက်ပြီးတော့ပြပေးသွားမှာဖြစ်ပါတယ်။အဝေးရောက်နေတဲ့မိတ်ဆွေတငယ်ချင်းတွေဒီကန်းချိန်ဒေသကိုသဘောကျနှစ်သက်တဲ့သူတွေအနေနဲ့ဒီမြင်ကွင်းလေးတွေကိုကြည့်ရှုခံစားပြီးတော့စိတ်ဓာတ်အပန်းဖြေစေရန်ညီရပြီးတော့ဒီငွေဆောင်ကန်းချိန်ရဲ့မြင်ကွင်းလေးတွေကိုရိုက်ပြီးတော့တင်ဆက်ပေးလိုက်ရခြင်းဖြစ်ပါတယ်ခင်ဗျာ။ ခုမြင်တွေ့နေရတော့တာငွေဆောင်ခန်းကြီးမှာဒါရေကျနေတဲ့အချိန်မှာရိုက်ထားတာပေါ့နော်ရေကျနေတဲ့အချိန်ဆိုတဲတောင်ပြန်လေအခြေကြီးပေါ့နော်ဒီမှာလေးဝင်းကြီးစီမဲ့အကင်းလေးစားမယ်ပေါ့အေးစီအပန်းကြီးအနာယူလမ်းလျှောက်မယ်တချို့တွေဆိုလို့ရှိရင်လည်းမြင်းလေးစီမဲ့ဖော်လုံးကမ်းမယ်ဒီခုပန်းဖြေဖို့အရန်ကောင်းပါတယ်ဒီလိုရေကျနေတဲ့အချိန်ဆိုရင်ဒီလိုနေဝင်စီးစားတဲ့အချိန်ဒီမှာဆိုလို့ရှိရင်လည်းတော်တော့ဒီလမ်းလေးရှောက်ပြီးအပန်းဖြေအရန်ကောင်းတဲ့ဓာတ်ဥပ္ပမေလေးပေါ့ ေးတွေပေါ်ချမယ်ဒါလည်းမဲဆိုလို့ရှိရင်ဒီခုလိုမျိုးကန်းကြီးရဲ့လှိုင်းအတန်လေးတွေနားထောင်ပြီးတော့ဒီပင်လေးပြန်ရိုက်ခတ်လာတဲ့လေရင်းလေးတွေကိုဖန်စားပြီးတော့ဒီဆွေတို့ရဲ့ဒီခုရဲ့အလုပ်ကန်ကင်လာတဲ့မှာစိတ်ပြည့်စုံမှုတွေစိတ်ပူနာမှုတွေရှိလို့ဆိုလို့ရှိရင်ဒီလိုကန်းကြီးကိုတစ်နေ့တစ်ခေါက်ဖြစ်ဖြစ်ဒါမှမဟုတ်ရှင်ဒီလိုကန်းကြီးဗီဒီယိုလေးတွေကိုကြည့်ပြီးတော့စိတ်လက်အပန်းဖြေနိုင်မှုအတွက်အကြံပြုခြင်းပါတယ် အခုမြင်တွေ့နေရတော့ငွေဆောင်ကမ်းခြေမှာရှိတဲ့ချစ်သူများကျွန်းလို့ခေါ်တဲ့ကျွန်းပေါ်ကနေရိုက်ထားတဲ့ဗီဒီယိုလေးဖြစ်ပါတယ်။ ဒီကျွန်းကရေချနေတယ်ဆိုလို့ရှိရင်ဒီကျွန်းကိုကူပြီးတော့တော်ပြီကျွန်းပေါ်မှာအပန်းဖြစ်အနာယူမဲ့ပျော်ပွဲစားနေပါလိမ့်လုံမယ်ဆိုလို့ရှိရင်လည်းဒီကျွန်းပေါ်မှာလှုပ်လို့အယမ်းလှပါတယ်ငားတွေပါလိမ့်များမယ်ဆိုလို့ရှိရင်လည်းကျွန်းရဲ့ဟိုကြောက်ဆောင်တွေရဲ့အကြော်နားလေးမှာတော်ပြီးတော့အေးအေးဆေးဆေးငားများစိတ်လက်အပန်းဖြေလို့အယမ်းကောင်းတဲ့ကျွန်းလေးတစ်ခုပါချစ်သူများကျွန်းပါဆိုလို့ရှိရင်ရေတက်နေတဲ့အချိန်ဆိုလို့ရှိရင်တော့အဲဒီ speed boat တွေနဲ့ ပန်ကူရရပေါ့နော်ရေချတဲ့အချိန်ကြလို့ရှိရင်တော့လမ်းလျှောက်ပြီးကူလို့ရပါတယ်ဒီချစ်သူများအကျွန်းအပေါ်မှာဆိုလို့ရှိရင်လည်းလမ်းလျှောက်ပြီးတော့သွားလို့ရတယ်အပင်လေးရှိပါတယ်ပေါ့နော်ကျုံပေါ်တက်ပြီးတော့အနားယူပြီးတော့ပင်လေပင်ကိုကျုံအပေါ်စီးရနေပြီးတော့တီရှူခံစားလို့ရပါတယ်ချစ်သူများကျုံကငွေဆောင်ကန်းကြီးကိုရောက်လို့ရှိရင်ချစ်သူများကျုံကလည်းလေပတ်လို့ကောင်းတဲ့ကျုံတစ်ခုဖြစ်လို့ဝင်ဆောင်ကန်းကြီးရောက်ရင်ချစ်သူများကျုံမဖြစ်မနေလေပတ်ဖို့အတွက်လည်းအကြံပေးခြင်းပါတယ် ဒီဗီဒီယိုလေးကိုတင်ဆက်ပေးရခြင်းရည်ရွယ်ချက်ကတော့အဝေးရောက်နေတဲ့မြန်မာနိုင်ငံသားတွေနဲ့ ီကန်ကြီးဒေတာကိုသဘောကျနဲ့တတ်တဲ့မိတ်ဆွေတွေအနေနဲ့တပူတူတာလေးရဖို့အတွက်ရဒီကန်ကြီးဒေတာလေးကိုကြည့်ပြီးတော့ခဏတာစိတ်လက်ပြောရှင်ဖို့အတွက်ရည်ရွယ်ပြီးတော့ရိုက်ကူးတင်ဆက်ပေးခြင်းဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့ဒီကန်ကြီးရဲ့အကြောင်းအရာလေးကန်ကြီးရဲ့ဗီဒီယိုလေးအတွက်စဉ်ဆက်မပြတ်ကြည့်ရှုရအောင်အချိန်ရရင်ရသလိုဒီကန်ကြီးဗီဒီယိုလေးတွေရိုက်ကူးတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ကြည့်ရှုပြီးတဲ့တယောက်ချင်းစီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ပြပါတယ်ကန်ကြီးရဲ့ဗီဒီယိုလေးကိုဆက်လက်ကြည့်ရှုလိုက်ကြရအောင်ဗျာ နောက်ရက်တွေမှာငွေဆောင်ကန်းကြီးမှာရှိတဲ့ညစည်းစံပေါ့နော်ငွေဆောင်ကန်းကြီးရဲ့ညဖက်မြင်ကွင်းအလှပတွေကိုရိုက်ကူးတင်ဆက်ပေးမှာဖြစ်လို့မိတ်ဆွေတို့နေငွေဆောင်ကန်းကြီးရဲ့ညဖက်မြင်ကွင်းလေးကိုကြည့်ရှုခံစားခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကို subscribe လေးလုပ်ထားပေးခဲ့ပြီးတော့အခုတင်ဆက်တဲ့ video လေးတွေကိုသဘောကျနှစ်သက်တယ်ဆိုလို့ရှိရင် like လေးနှိပ်စက်ပေးဖို့အတွက်တောင်းဆိုခြင်းပါတယ်ကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုချမ်းမချမ်းသာပြီးစိတ်ပါဥစားများတိုးတက်ကြပါစေအလုတ်ကိုင်းအကြံဉာဏ်များအောင်မြင်ကြပါစေခင်ဗျာ Thank you.